ကဲအခုကျွန်တော်ရောက်နေတဲ့နေရာကတော့အာကျွန်တော်ချင်းမိုင်ကနေပေါ့နော်ချင်းမိုင်ကနေတနာရီလောက်55မိနစ်လောက်သွားရတဲ့ဘွန်ယုံငွန်းဆိုတဲ့နေရာပေါ့နော်ဒီနေရာကျတော့ခီးသွားဧည့်သည်တွေနဲ့နိုင်ငံခြားသားတွေအများကြီးလာရောက်ပြီးမှအပန်းဖြေတဲ့နေရာပေါ့နော်ကဲဒီလိုသူကတောင်ထိတ်မှာဒီပပတ်လေကျတော့ကျွန်တော်တစ်ချက်ပြမယ်နော်ကဲအားလုံးဒါကျတော့ တောင်တွေပတ်လေထားတာပေါ့နော်ဟိုးပဲဆိုရင်တောင်တွေပဲနော်အလုံးတောင်တွေပတ်လေထားတယ်ဒီမှာကျွန်တော်ဘင်္ဂလိုကတရားကျတော့နည်းနည်းနေတရားပေါ့ဒီထက်မြင့်တဲ့နေရာရှိတယ်ဒါပေမဲ့ကျွန်တော်ကနည်းနည်းဘုဒ္ဓတာနောက်ကျတော့တဲ့အခါကျတော့ဒီနေရာပဲရတာပေါ့နော်ကဲဟိုးရှင့်မှာကြည့်လိုက်ရန်ကိုအေးချမ်းတယ်နော်အရန်ကိုတာယာတဲ့နေရာပဲဖြစ်ပါတယ်။ကဲ ကဲဒီမှာချစ်အလော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 ကျွန်တော်ကတော့အရန်ရောအေးပြမအရန်ရောနေလို့ကောင်းတာပေါ့နော်အခုအချိန်မှာကျတော့ကဲအခုကျွန်တော်ကျွန်တော်ရဲ့အခန်းကိုပေါ့နော်တစ်ချက်ပြပေးပါမယ်ကဲဒါတော့ကျွန်တော်အိမ်မက်အခန်းပေါ့နော်ကဲတစ်ချက်တော့ကျွန်တော်နဲ့အတူချစ်အောင်ပါရရှိမလဲဆိုတော့ကဲဒါကျတော့မှန်ပေါ့နော်โอเคပြကြရတော့ ဒီမှာကျတော့ရတီဥထုကျတော့တီးတဲ့အတိုင်းပဲတောင်းတောင်းသဲမှာဆိုတော့နင်းတွေကြမယ်မိုးတွေဖွဲ့ဖွဲ့တွေရွာရွာတက်တာပေါ့နော်ကဲချင်းတောင်းနေရှိမယ်ကဲပန်းအိုးရှိမယ်စပွဲတင်းမြင်းရှိမယ်ကဲအိကြာဒီလိုပေါ့နော် ကဲဒီဘက်ကျတော့လူနေရောအေးဆဆထိုင်လို့ရတယ် TV ရှိမယ်အရင်ွေအိုးတွေပေါ့နော်ကဲစပွဲရှိမယ်ကဲဒါကျတော့အပင်ဘက်က view ပေါ့နော်ကဲရန်ကို A channel နေရာလေးပါရန်ကို A channel နေရာလေးပါ okay okay ဒါဆိုရင်ကျွန်တော်ကဲโอเคအခုနေနေရောနေဝင်လာပြီဆိုတော့တိတ် အလင်းနာတိတ်မရတော့မနေ့ဖြန်ကြမှာပဲကျွန်တော်ပြန်ပြီးမှ အဟိုဘက်က view တွေကိုပြန်မှ ကျွန်တော်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်တယ် okay ဟို